မင်္ဂလာပါရှင်။ရှင်နေရန်ကုန်မြို့တော်သတင်းဆောင်ကနေတင်ဆက်ပေးမှာကတော့ငလင်ထံကြောင့်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ပြည်သူများ နိုင်ငံဝင်နှင်းများနဲ့တပ်မတော်သားများအားနာစကားဥက္ကဋ္ဌအားပေးတဲ့သတင်းဖြစ်ပါတယ်။ငလင်ထံကြောင့်ထိခိုက်ဒဏ်ရာရရှိခဲ့သည့်ပြည်သူများနိုင်ငံဝင်နှင်းများတပ်မတော်သားနှင့်မိသားစုဝင်များနေပြည်တော်ရှိတပ်မတော်စေယုံကြီးတွင်စေဝါကူတာမှုခံယူနေသည့်အပေါ် နာစကဥက္ကဋ္ဌပူဇော်မူကြီးမေအောင်လိုင်ကမက်ရှလ31ရက်ကလိုက်လံကြည့်ရှုကအဘိစကသွားရောက်ပြောကြားကြောင်းသိရပါဗျ။အဲ့ဒီလိုသွားရောက်ခဲ့ရာတွင်တူချင်းလိုက်လံတွေ့ဆုံ၏ထိခဲ့တဲ့အရာရှိခဲ့သည့်အခြေအနေများနှင့်ကျမ်းမာရေးတိုးတက်ကောင်းမှုမှုအခြေအနေများကိုနှွေးထွေးစွာမေးမြန်းအဘိစကပြောကြားပြီးထောက်ပံ့ဝင်များလည်းပြည့်ရကြောင်းသိရပါဗျ။ဆလတ်ဒင်းဆက်မဲ့တဲ့ရင်ကတော့ BNN နိုင်ငံမှကယ်ဆယ်ရေးအဖွဲ့မြန်မာနိုင်ငံသို့ရောက်ရှိတဲ့တဲ့ရင်ဖြစ်ပါတယ်။ အရာအလုံးပြင်းထန်တဲ့ငလျင်လောက်ခတ်ခဲမှုကြောင့်ပျက်စီးမှုများနဲ့အတူပြိုကျနေတဲ့အစာအုပ်များအတွင်ပိတ်မိနေသူများအားကယ်ဆယ်မှုများပြုလုပ်နိုင်ရန် BNN နိုင်ငံမှကယ်ဆယ်ရေးအဖွဲ့ဝင်များမတ်လ30ရက်ကရန်ကုန် OBB ဆိုင်ရာလေဆိပ်သို့ရောက်ရှိလာကြကြောင်းသိရပါသည်အဆိုပါကယ်ဆယ်ရေးအဖွဲ့ဝင်များနဲ့အတူအနံခံခွေးများ၆ပန်ကူညီရေးပစ္စည်းများလည်းပါဝင်ပြီး၎င်းတို့အားရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးစိုးသိန်းနဲ့တာဝန်ရှိသူများကကြိုဆိုကြကြောင်းသိရပါရရှင်။ ထပ်မံတင်ဆက်ပြီးမှာကတော့ရွှေတန်လွင်ဘိုးဘရိတ်သားတွင်တဏိတာအာဟာရကျွေးဝေခြင်းဆန်စီချက်နောင်ဆက်ပြားသွားတိုက်စီနှင့်ငွေပရိသာပင်ထောက်ပံ့ပေးရခြင်းအခမ်းအနားကျင်းပတဲ့တွင်ဖြစ်ပါတယ်ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရေရာအဖွဲ့နှင့်မိခင်နေကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့မှရန်ကုန်တိုင်းဒေသကြီးတကုံမျိုးတိခရိုင်တကုံမျိုးတိစိတ်ကံမျိုးနှင့်ရွှေတန်လွင်ဘိုးဘရိတ်သားတွင်တနေ့တာအာဟာရကျွေးဝေးခြင်းဆန်စီချက်နောင် ဆက်ပြတွားတိုက်စီနေဝေပရိတာပင် ထောက်ပံ့ပေးရခြင်းအခမ်းအနားကိုမက်ရှာ31ရဲ့နနက်9နာရီကကျင်းပကြောင်းသိရှိရပါတယ်။အခမ်းအနားတွင်ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရဲ့ရာအဖွဲ့ခိတအတွေ့ရမှုဒေါ်ဆွေခင်မာဝင်းကအဖွဲ့အမစကားပြောကြားပါတယ်။ဆက်လက်ပြီးရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရေယာအဖွဲ့နှင့်မိခင်နေကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယကဒေါ်မမော်တန်နှင့်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ကြီးများ၏ဇနီးများမှ ရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့မှလူဒဏ်နဲ့စံစီတံမိုးငွေချက်16သိန်း2530ချအား၎င်းငွေပရိသာပင်တန်မိုးငွေချမ်56သိန်း9500ချအား၎င်းတဏိတာအာဟာရကျွေးမိခြင်းအတွက်ကုန်ချစီတန်မိုးငွေချမ်6သိန်းခွေအား၎င်းအင်းကြီးထမိန်ပစိုးတန်မိုးငွေချမ်73သိန်း3400ချအား၎င်းချက်နောင်ဆက်ပြားသွားတဲ့စီတူအား၎င်းအတိအထောက်ပံ့ပေးရကြောင်းသိရှိရပါသည် ရွှေတန်လင်းဘဝရည်တာတို့တဏိတာအာဟာရကျွေးမွေးခြင်း၊ဆန်စီချက်နှောင်းဆက်ပြား၊သွားတိုင်းစီနှင့်ဆေးပရိသားပင်ထောက်ပံ့ပေးခြင်းအတွက်ရွှေတန်လင်းဘဝရည်တာအမှုဆောင်ကော်မတီဥက္ကဋ္ဌဦးမြင့်စွေကကျေးဇူးတင်စကားပြောကြားပြီးစုပေါင်းမှတ်တမ်းတင်ထပ်ပေါ်များရှိုက်ကူးကြပါသည်။အဒီနောင်ရန်ကုန်တိုင်းဒေသကြီးအမျိုးသမီးရရအဖွဲ့နှင့်မိခင်နေကလေးစောင်းဆောင်မှုကြီးကြပ်ရေးအဖွဲ့နာယကဒေါ်မမော်တန်းနှင့်အဖွဲ့ကရွှေတန်လင်းဘဝရိတ်သားအတွင်ရှိအဖို့ဖွားအိတ်ဆောင်များသို့လှည့်လည်ကြည့်ရှုကြကြောင်းသိရှိရပါရဲ့ရှင်။ ်ဒီသတင်းကိုတော့ဖြိုးစံနာကပြပို့လာတာပါ